်လွယ်ကူရိုးရှင်းနဲ့မုန်းကြစီကောင်းငင်းနှစ်ဆရေတဆမရှိတရှိနဲ့ပြီးရင်ထညက်ကိုရေစစ်စစ်ဆေးရပါမယ်ဒါမှ개တဲမပါမှာပါရေဆေးပြီးသားထညက်ကလေးကိုဥရဲထည့်ပြီးတော့ကြူရပါမယ်ထညက်လေးတွေကအိမ်မှာတဖြည်းဖြည်းနဲ့ပျော်ဝင်ပြီးစူလာတာတွေ့ရပါတယ်အိမ်မှာပပွက်စူနေပါပြီနော်အာနေတော့ဖြစ်မဖြစ်ကြည့်ပါရက်ကြည့်ပြီးတာနဲ့စစ်ပါရက်တညက်ရီကိုခဲတွေတဲတွေပါမှာဆိုလို့စစ်ပါရက်ပြီးရင်ကျမတို့နယ်ထားပြီးနှက်ထားတဲ့ ေချာလေးအလုံးတစ်တစ်လေးတွေမုတ်ကြစီဖြစ်တဲ့အတွက်လုံးပါတယ်။အလုံးလေးတွေလုံးပြီးလို့ရှိလို့ရှိရင်သူ့ကိုရင်းနှွေးအိုးပွက်ပွက်ဆူတဲ့ကိုထည့်ပြီးတော့အရင်ပြုတ်ပါတယ်။ဒီလို ပြုတ်ရတာကဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကောက်ညှင်းနှံ့ကိုအစိမ့်နဲ့မနှံစေချင်လို့ဖြစ်ပါတယ်။အဲ့မှာရပြီဆိုလို့ရှိရင်အစင်းသင်းလောက်ထားတဲ့ရေအေးတဲ့ကိုသူ့ကိုဆဲထည့်ပါတယ်။အိမ်မှာဆဲထားတဲ့ဟာလေးတွေနဲ့အစ်စ်ထပ်ပြီးတော့အပေါ်တက်လာတဲ့ဟာလေးတွေကို သူ့ကိုတည်တံ့ပေါ့နော်မြန်ရင်အိုးလေးတွေခွဲထားပါမယ်ပြီးရင်အုံသင်းလေးတွေကိုတေချာချစ်ထားပါရရှင်မြမယူရမုတ်တစ်ခုဖြစ်တဲ့အတွက်လှုပ်ရတာစိတ်လှုပ်ရှားစရာကောင်းပါတယ်။ပြီးရင်ထညာကလေးရေစစ်ထားတဲ့ထညာကလေးကိုပြန်ပြီးပူအောင်လုပ်ဖို့အတွက်စားလေးအနည်းငယ်ထည့်ပါမယ်ရှင်။သူပူလာပြီးဆိုလို့ရှိရင်ခုနရေစစ်ထားတဲ့ရေအေးထဲမှာရောက်နေတဲ့မုတ်ကြစီလုံးလေးတွေကိုအဲ့ထဲကိုထည့်ပါမယ်။ထညာအိုးလေးကိုထည့်လိုက်ပါရရှင်။ ခုနစားလေးအနည်းငယ်လေးထည့်ထားပါတယ်ကုံလုံးတေချာအလုံးနဲ့အကုန်လုံးထည့်အောင်လုပ်လို့ရှင်သူ့ညောင်စည်းကြလေးကြိုပါတယ်ရှင်ညောင်စည်းကြလေးဖြစ်သွားပါပြီခုတော့အဲ့ဒီအနေထားလေးကအထဲတဲ့ကိုအရသာတွေလည်းအကုန်လုံးဝင်သွားပြီးတော့အရင်ကောင်းသွားပါပြီဆိုလို့ရှိရင်အဲ့ဒီမှာခုအလှလုပ်ဖို့အတွက်အစအစ်စ်လုပ်ထားတဲ့ခွက်ကလေးတွေကိုထည့်ပါရရှင် ုံလုံးခွက်ကလေးတွေထည့်ပြီးပြီဆိုရင်ခုနလောက်ထားတဲ့ချစ်ထားတဲ့အုံသီးချစ်ကလေးတွေကိုဖြူပါတယ်။ဒါကအုံသီးကထည့်ခြင်းလည်းရတယ်မထည့်ခြင်းလည်းရတယ်ကိုအကြိုက်ပေါ်မှာပဲမူတည်ပါရနော်။တချို့ကအုံသီးအနုလေးတွေကိုထည့်ပါတယ်ရှင့်။အဲ့ဒါပြီးတော့ဟိုစာစာပိုစာကောင်းစေခြင်းနဲ့အတွက်ကြောင့်မလို့အုံနို့ဟိုဘူးလေး ready made ဘူးလေးတွေကနေအုံနို့တွေကိုစမ်းပေးပါတယ်အုံနို့ကထဲကိုထဲရမှာမဟုတ်ပါဘူးเนาะထဲထဲမထဲထဲရပါတယ်အဲ့လိုထဲလို့ရှိရင်တော့ ဒါပိုစားကောင်းနေဆိုပြီးတော့တချို့ကြိုက်တဲ့သူတွေကတော့ပြောတာတွေ့ရပါတယ်เนาะဒါဆိုလို့ချင်းခုတကြံကာလမှာဝေတဲ့မြမရိုးရာမောက်ကြစီရပါပြီရှင်